ေးကျင်တာလေးကတော့ပေါ့နော်ကျွန်တော်ဒီနေ့မျှဝေပေးကျင်တာလေးကကျွန်တော်တို့ ID card လေးတွေလုတ်တဲ့နည်းပေါ့နော် ID card လေးတို့ကျွန်တော်ကဘယ်မှာလုတ်မှာလဲဆိုတော့ Microsoft Word မှာတော့လုတ်မှာပါဒီစာရင်းလေးတွေကိုတော့ပေါ့နော်သူရဲ့စာရင်းတွေကို Excel မှာရိုက်ထားတဲ့စာရင်းလေးတွေနဲ့ Microsoft Word မှာ ID card လေးတွေ certificate လေးတွေပြီးတော့ product ID card တက် ID card လေးတွေပေါ့နော်တထုပ်ပါဟိုတော့လုတ်မှာပါအဲအမေမန်းနဲ့ချိန်ပြီးတော့လုတ်မှာဖြစ်ပါတယ်အဲ့လိုလုတ်ဖို့ဆိုလို့ရှိရင်ကျွန်တော်တို့မှာကျွန်တော်တို့ကဓာတ်ပုံလေးတွေလည်းထည့်မှာဖြစ်တဲ့ဖြစ်တဲ့ကျွန်တော် တို့မှာဓာတ်ပုံလေးတွေလိုပါတယ်အဲကျွန်တော်တို့အသုံးပြုမဲ့ဓာတ်ပုံကြီး site ဓာတ်ပုံတွေကိုပေါ့နော်အရင်ဆုံး site ကလေးတွေတူအောင်ပြီးတဲ့အခါကျတော့ type ပေါ့နော်အမျိုးအစားတူအောင်အရင်ပြင်ထားပါမယ်ဆိုလို့ type က type ဆိုတာကိုကျွန်တော်တို့ gpg ဆိုရင် jpeg file ဆိုရင် jpeg file ပေါ့နော် png file ဆို png file အဲ့လိုဖြစ်ရပါမယ်ပြီးတော့ကျွန်တော်တို့ရှိမှာရိုက်ထားတဲ့ excel စီးရင်လေးလိုမယ်ပေါ့နော်ဖြစ်တာ sorry ပါအဲ့ exact scene လေးလိုမယ်ပေါ့နော်အဲ့ exact scene လေးကို exact scene လေးလိုမယ်ကျွန်တော်ဒီမှာဆိုဒီမှာ exact scene လေးရှိပါတယ် gold name possession geo joy date ပေါ့နော်ဒီမှာ photo link ဆိုပြီးတော့ရှိတယ်ဒီမှာကုတ်ကလေးတွေ3နှစ်3 5 6ရောက်ပေါ့နော်လောလောဆယ်ကျွန်တော်6ရောက်ပဲပြထားပါတယ် a 3ည3လုံး3နှစ်3 5 6ဆိုပြီးရှိပါတယ်ပြီးတော့ကျွန်တော်တို့မှာအဟိုပါပေါ့ဒီမှာဆိုရင် photo id photo လေးကိုကျွန်တော်တို့တက်ကြည့်မယ်ပေါ့နော်ကျွန်တော်တို့ရဲ့ ဖိုတိုလေးတွေကိုတက်ကြည့်မယ်ဆိုကျွန်တော်ဒီမှာဒီမှာပုံလေးတွေရှိပါတယ်ကျွန်တော်ပုံလေးတွေဒီမှာ A3 3လုံး1အဲ JPEG file ပေါ့နော်အဲ့လို JPEG file လေးတွေရှိတယ် JPEG file မှာကျွန်တော် file မျိုးစားလေးပုံပုံ site လေးတွေလည်းတူအောင်လုပ်ထားပါတယ်အဲဆိုကျွန်တော်တို့ကဒီမှာ ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာဖိုတိုလေးတွေကိုအဲဒီမှာလင့်ချိတ်ပြီးယူထားမယ်ပေါ့နော်အဲ့ဖိုတိုလင့်ချိတ်ဖို့ဆိုလို့ရှိရင်ကျွန်တော်တို့အဲ့ဖိုတိုရဲ့အဲ့ဖိုတိုရှိတဲ့နေရာကိုသွားမယ်သူ့ရဲ့ဖိုင်ကိုဖွင့်လိုက်မယ်ပေါ့နော်ကျွန်တော်တို့ဖိုင်ဖွင့်ထားတာကြောင့်မို့ပါမဖွင့်ရတဲ့ဖိုင်ကိုဖွင့်ပါပြီးရင်အဲ့တပုံပုံတပုံမှာကျွန်တော်တို့ယူမဲ့ပုံပေါ့နော်အဲ့မှာဆိုရင် right click ထောက်လိုက်ပြီးတော့ property ဆိုတာရှိပါတယ်အဲ့မှာ location ဆိုတာကိုရှိတယ်အဲ့ဒါကို control c အဲ control c နဲ့ပေါ့နော်ယူလိုက်ပါပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာလာရမယ်ပေါ့နော်အဲ့ဒါပြီးရင်ဒီမှာ do total unit ပေးချလိုက်မယ်ပေါ့နော်အဲဒါဆိုကျွန်တော်တို့ကဒီမှာသူရဲ့ပေါ့နော် location လေးရောက်လိုက်ဒါပေမဲ့ကျွန်တော်ဒီမှာကြည့်လိုက်ပါအဲဒီမှာကြည့်လိုက်မယ်ဆိုရင်ကျွန်တော်တို့ဒီ D photo ဆိုပြီးတော့ပေါ့နော် ID photo ဆိုပြီးတော့မှသူရဲ့ define line ချင်းကို define line ကြီးကိုကြပြနေတာပါကျွန်တော်တို့က define line လုံးကိုလိုချင်တာမဟုတ်ဘူးကျွန်တော်တို့တပုံချင်းစီလိုချင်တာတပုံချင်းစီဆိုရင်သူရဲ့ဒီမှာနာမည်လေးတွေရှိပါတယ်ဒီမှာဆိုရင် A303 လုံး .jpg ဆိုပြီးရှိရပါတော့နော်အဲ့လိုမျိုးလေးတွေရှိရဆိုတပုံချင်းစီကျွန်တော်တို့ကပုံချင်းစီယူပါမယ်အဲ့ ုံချင်းစီယူဖို့ဆိုရင်ကျွန်တော်ဒီမှာပြန်လာမယ်အဲဆိုတော့ကျွန်တော်တို့ဒီမှာယူမယ်ဆိုလို့ရှိရင်ဒီမှာ A3 3လုံး1 A3 3လုံး2ပေါ့နော်တူကုတ်ကဓာတ်ပုံမှာရှိတဲ့အနေနဲ့ကျွန်တော်ဟာတူနေတယ်အဲ့တော့ကျွန်တော်ဘယ်လိုလုပ်မလဲဆိုတော့ဒီနေရာလေးမှာကျွန်တော်နည်းနည်းပြင်ရမယ်ပေါ့နော်ပထမဆုံးဒီနောက်ကဒီနောက်လေးမှာပေါ့နော်ဒီဘားလေးကနေပဲကျွန်တော်ပြန်လိုက်ပါမယ်ဒီနောက်လေးမှာကျွန်တော်အဲ slide လေးတစ်ခုထပ်ထည့်လိုက်မယ်ပေါ့နော်အဲ့ဒါပြီးလို့ရှိရင်ရှေ့မှာအဲ slide လေးရဲ့နောက်မှာကျွန်တော်အဲ့သူ့ရဲ့ဓာတ်ပုံနံပါတ်ကိုရေးဖို့ပေါ့နော် slide လေးထည့်လိုက်မယ်ပြီးရင်ဒီရှေ့ကနေညီမြချင်းလေးခံ င်မယ်။အဲ့ဒါပြီးတော့ဒါပဲကုတ်လေးခံလိုက်ပါမယ်။အဲ့ဒါပြီးလို့ရှိရင်ဒီနေရာမှာကျွန်တော်ဆက်ပါမယ်။ဘာလို့ဆက်မှာလဲဆိုတော့ကျွန်တော်ဖြစ်ချင်တာဒီနောက်မှာ A33 လုံး1 JPG ဆိုပြီးလာမှာပေါ့နော်။အဲ့ဒါဒီမှာ A33 လုံး1ကတော့ဒီ A column မှာရိုက်ထားတဲ့စာတွေက A column မှာရိုက်ထားတဲ့ဖြစ်တဲ့အတွက် A2 မှာရှိရပေါ့နော်။အဲ့ဒါဆို A2 ကိုယူမယ်။အဲ့လိုယူဖို့ဆိုပထမဆုံးကျွန်တော်ဒါပဲကုတ်လေးနဲ့ပိတ်လိုက်မယ်။ပြီးလို့ရှိရင်တော့ unsigned လေးယူမယ်ပေါ့နော်။ unsigned လေးယူမယ်ပြီးရင်ကျွန်တော် ဒီ A2 လေးကိုယူလိုက်မယ်အဲ့ဒါပြီးလို့ရှိရင်တော့ကျွန်တော်က .jpg ကို support တယ်နောက်ထပ် and sign လေးတစ်ခုယူပါမယ်အဲ့ဒါပြီးရင်တော့ .jpg ပေါ့နော် and sign လေးတစ်ခုယူပါမယ် and sign လေးတစ်ခုယူပြီးရင်ကျွန်တော်ဒီနေရာမှာဒါပဲကုတ်လေးပိတ်လိုက်ပါမယ်အဲ့ဒါပြီးလို့ရှိရင်ဒီမှာတစ်ခုပြန်ကြည့်မယ်เนาะပထမဆုံးညီမြချင်းစေဆုံးမှညီမြချင်းလေးထည့်မယ် ဒါပဲကုတ်လေးဖွင့်မယ်ဒါပဲကုတ်လေးလုံးမယ်ပြီးရင်ဒီနောက်ဆုံးပေါ့သူ့ရဲ့ location ရဲ့နောက်ဆုံး date photo ဆိုရဲ့နောက်မှာ slide လေးတစ်ခုထည့်မယ်ဒါပဲကုတ်လေးရှိမယ် and sign ခံမယ် A2 အပြော and sign ခံမယ်ဒါပဲကုတ်လေးပြန်ပိတ်မယ်ဒါပဲကုတ်လေးပြန်ရေးမယ်အဲ့ဒါပြင် JPG လို့ရေးမယ်အဲ့ဒါပဲကုတ်လေးဒီ JPG ဆိုတာပုံမှန်ရှိတဲ့နာမည်ပေါ့နော်အဲ့ဒါပြီးလို့ရှိရင် enter လေးခေါက်လိုက်ပါမယ် အပြင်ကျွန်တော်တို့ဒီမှာပေါ့နော်အားလေးတွေကိုကျွန်တော်တို့ဒီမှာဆိုရင် GPS version 1ဆိုဖြစ်သွားပြီဒီမှာလေးဆွဲချလိုက်မယ်ဒါဆိုရင်တော့ပြီးသွားပါပြီကျွန်တော်ဒီမှာ hyperlink လေးနဲ့လုံးလုံးလုံးလို့ဒီမှာ hyperlink လေးဖြိတ်ပြမယ်နော် hyperlink ပေါ့နော်ဒီမှာဆိုရင် enter ဖောက်လိုက်မယ်ဒီမှာဆိုရင်ဒီမှာသူ့ရဲ့ပုံလေးကိုရောက်သွားပြီပေါ့နော်အဲဆိုကျွန်တော်ကဒီမှာဆိုတာချွဲချလိုက်ပါမယ်အဲဆိုရင်သူက minute ဆိုရင်လည်း နဲ့တည်းပုံလို့ရောက်သွားပါပြီအဲကျွန်တော်တို့ကဒါလေးကတော့နှစ်အနေနဲ့ပဲကျွန်တော်ထားခဲ့မှာကျွန်တော်သုံးပါကဒီဖိုတိုဆိုရဲရှိကိုဟိုဖိုတိုဆိုရဲ column ကိုသုံးပါပါဒါလေးကတော့ကျွန်တော်တို့အလွယ်တကူနောက်တစ်ချိန်ရှာလို့ရအောင်လဲထားခဲ့လိုက်ပါမယ်မလို့ရင်လည်းဖြတ်လိုက်လို့ရပါတယ်အဲဆိုဒီမှာကျွန်တော်တို့တစ်ခုပြင်ဖို့ရှိပါသေးတယ်အဲ့ဒါဘာလဲဆိုဒီမှာ slide လေးတွေอ่ะပေါ့เนาะတစ်ခုပေါ့ c dot ပြီးတော့ slide လေး user ပေါ့အဲ့မှာ slide လေးကိုကျွန်တော်ကနှစ်ခုပြင်ရပါနှစ်ခုဖြစ်အောင်ကျွန်တော်လုပ်လိုက်ပါပြီဟုတ်ပါပါမယ်အဲဒီနေရာမှာတစ်ခုချင်းစီထည့် လိုက်ရင်လည်းရတယ်ပေါ့နော်အဲဒါမှမဟုတ်ရင်လည်းအလွယ်ဆုံးကတော့ find and replace နဲ့ပေါ့နော်အဲကျွန်တော်ဒီမှာတစ်ခုပြင်လိုက်ပါမယ် find and replace နဲ့တစ်ခုချင်းစီတော့ထည့်လိုက်ရင်လည်းရတာပေါ့နော် find and replace နဲ့အားလုံးကိုရှားပြီးတော့မှ slide တစ်ခုကိုရှားပြီးတော့ slide နှစ်ခုပြောင်းလိုက်ရင်လည်းရတယ်ကျွန်တော်ဒီမှာတစ်ခုချင်းထည့်ပေးလိုက်ပါမယ်ဒါကြိုလို့ဆိုကျွန်တော် laptop ကအဲ့ဒီကိုတွားလိုက်နည်းနည်းလေးပေါ့နော် အဲ့ဒါတက်တက်သွားလို့ပေါ့နော်အဲ့လိုလေးပဲသွားပြလိုက်ပါမယ်ဒါဆိုရင်တော့ကျွန်တော် slide လေးနှစ်ခုပြောင်းလိုက်ပြီပေါ့နော်အဲ့ဒါဆိုတော့ကျွန်တော်အခု Microsoft Word ထဲကိုတရားစာပြီးအေးစဲဖိုင်ကတော့ပြန်လို့ပြီးသွားပြီဆိုတော့ကျွန်တော်တို့ Microsoft Word ထဲကိုသွားမယ်ပေါ့နော် โอเคလို့ပေးလိုက်ရင်သူက file အစ်တလေးဖြစ်သွားပြီပေါ့နော်နိုင်အစ်တလေးနဲ့တင်းသွားပါလိမ့်မယ်ပြီးရင်ကတော့ကျွန်တော်တို့ control a ကိုနှိပ်လိုက်ပါမယ်ပြီးလို့ရှိလို့ရှိရင်တော့ control a ကိုနှိပ်ပြီးလို့ရှိရင် keyboard ကနေ f9 ကိုနှိပ်လိုက်ပါမယ် security box လေးကြာလာရင် yes လို့ပေးလိုက်ပါအဲဆိုလို့ရှိရင်တော့ပုံလေးတွေကြာလာပြီဖြစ်ပါတယ်ပုံလေးလည်းသူ့ဟာအတူတူသူ့နာမည်လေးရင်းနဲ့ပေါ့နော်တိုက်ပြီးတော့ကြာလာပြီဖြစ်ပါရဲ့ဆိုရင်ကျွန်တော်တို့ရဲ့ ID card လေးတွေကပြီးသွားပြီဖြစ်ပါတယ် 阿伦、啊、我接触的西亚。